မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်အလေထိန်ကိုပြန်လည်မြောက်ပတ်တော်ဖြစ်တယ်ဗောနော်အလေထိန်လေးလုံးဖြစ်ပါတယ်ဒီနံပါတ်၁ကနေစကြည့်အတူတူလေးလာကြအောင်ဗောနော်ကိုတုံများနေ့3အလေထိန်ပါဆိုရင်96ရှိဖြစ်ပါတယ်ဒါကြောင့်မို့အဲ့ဒီကိုတုံများနေ့3ထက်ကကိုအလေထိန်ဖြစ်တယ်ဗောနော်ကိုဒီလုံးအလေ96ရှိဖြစ်ပါတယ်ပြီးရင်တော့89တင်းနေအလေဆိုပြီးရတယ်ဗောနော်တတိယချောင်းဆိုတဲ့အတွက်တေအလေထိန်ဖြစ်ပါတယ် ပြီးရင်နောက်ထပ်တစ်ပင်မှာတော့ကိုးသုံးမြအနေသုံးအလေထိန်ဆိုပြီးဖြစ်ပါတယ်6ကိုးသုံးမြဆိုတဲ့အတွက်ကိုးအလေထိန်ဖြစ်ပါတယ်ခင်ဗျာနံပါတ်၄မှာတော့8ကိုးတင်းနဲ့အလေထိန်ဆိုပြီးရတာပေါ့နော်5ကိုးသုံးဆိုတဲ့အတွက်8ကိုးတင်းနဲ့ထက်ကကိုးအလေထိန်5ကိုးသုံးခွန်ရှစ်သုံးမြတစ်ထက်က5သုံးမြ၄ဆိုတဲ့အတွက်ကြောင့်မို့သုံးမြအလေထိန်ဖြစ်ပါတယ်သုံးမြအလေထိန်5သုံးမြ၄ ပြီးရင်တော့ကိုးတုံများနေတုံးအလေထိန်ထက်ကငါးတုံများသုံးဆိုတဲ့အတွက်တုံများအလေထိန်နေတုံး၅၆ထဲက၃၃၆ဆိုတဲ့အတွက်၃ကအလေထိန်ဖြစ်ပါတယ်၃၄၆၇ဒီလေးလုံးထက်ကလေးအလေးထိုင်ပေါ့နော်တုံညာလေးတိနေ3 5 6မှာတော့6 6 9ဆိုတဲ့အတွက်6အလေးထိုင်နောက်ထပ်ဒီပြင်မှာ6 9 9တုံညာအလေးထိုင်ဆိုပြီးဖြစ်ပါတယ်6တုံညာ6တုံညာအလေးထိုင်ဖြစ်ပါတယ်ခင်ဗျာ နှစ်356ထဲက66နှစ်6အလဲထဲဖြစ်ပါတယ်3468ခွန်ထဲက66က6အလဲထဲဖြစ်ပါတယ်နှစ်356ထဲက96နှစ်6အလဲထဲဖြစ်ပါတယ်ခင်ဗျာ3468ခွန်ထဲက3ညလေးလေးဆိုရွတ်လေးအလဲထဲဖြစ်ပါတယ်ဒီလေးလုံးထဲကလေးအလဲထဲ3ညလေးလေးပါနော်ရှိကိုတင်နေတဲ့ကနေနေတဲ့ဆိုရွတ်နေအလဲထင်ဖြစ်ပါတယ် လေး၅ခွန်ရှိတဲ့က၈၄၃၀တဲ့အလေးအလေထင်ဖြစ်ပါတယ်ခင်ဗျာပြီးရင်တော့ကျွန်တော်၆ခွန်၉၃မြအလေးထင်ဖြစ်ပါတယ်၈၆၃၀အတွက်၆အလေးထင်ဖြစ်ပါတယ်၉၃မြ၂၃ထဲက၂၃မြ၉၀အတွက်၃ညအလေးထင်ဖြစ်ပါတယ်ခင်ဗျာနံပါတ်စဉ်၁၈ချိန်ရှိတော့ပြီပြောဖြစ်ပါတယ်ဗောနော်โอเคဆက်ပြီးတော့ကျွန်တော်နောက်ထပ်ခွန်ခွန်၉တပင်ကိုလေ့လာကြည့်အောင်လားခင်ဗျာ နံပါတ်၁၉ရှောက်ခွန်၉တုံများအလဲထိန်စုပြီးဖြစ်ပါတယ်။ခွန်ခွန်၉ဆွဲအတွက်အဲ့ဒီမှာခုနှစ်အလဲထိန်ဖြစ်ပါတယ်။တုံညာတစ်တုံလေးဒီလေးလုံးထက်ကတုံညာအလဲထိန်ခွန်တုံညာတုံညာဒီလေး၅ခွန်၈အလဲထိန်ထက်က၃ခွန်ခွန်ဆွဲအတွက်ခုနှစ်အလဲထိန်၉တုံများနှစ်တုံထက်က၈၉လေး၉အလဲထိန်ဖြစ်ပါတယ်။၆ခွန်၉တုံများထက်က၅၆၃၆အလဲထိန်ဖြစ်ပါတယ်။ဒီမှာ၆အလဲထိန်၅၆၃ပါနော်။ ပြီးတော့၈၉တင်းနဲ့အလေထိန်ဆိုပြီးဖြစ်ပါတယ်။၈၈ခွန်ဆိုတဲ့အတွက်ချစ်အလေထိန်၈၉တင်းနဲ့ထက်ကနင်းနဲ့ခွန်ဆိုတဲ့အတွက်နင်းအလေထိန်ဖြစ်ပါတယ်။၄၅ခွန်၈ထက်က၃၈၈ရှစ်အလေထိန်ဖြစ်ပါတယ်။ကိုယ်တုံမြနေတုံးထဲက3တုံညာ9ဆိုတဲ့အတွက်အဲဒီမှာတော့တုံမြအလေထင်ဖြစ်တယ်ပေါ့နော်။တုံးထိပ်9ပိတ်ဖြစ်ပါတယ်။၄၅ခွန်ရှင်မှာ3 9နေ9အလေထင်ဖြစ်ပါတယ်။ ကိုတုံညာနေတုံးထဲက3ခုနေအဲ့ဒီမှာ3လုံးအပြီးပါနော်ကိုအလဲထင်ဖြစ်ပါတယ်အချိန်အဖြစ်20နဲ့ကိုချိန်အထိကုလုံးလုံး10တော့ဒီအလဲထင်4လုံးပြည့်ပြီမရှိသေးဘူးပါနော်โอเคဒါလေးကိုကျွန်တော်အထောက်အကူရအောင်ရွေးပြီးတော့ပြန်လည်းများဝတ်တော့မှာဖြစ်ပါတယ်တွေ့ရနေ့ကိုကျွန်တော်အတူတူလေ့လာကြည့်အောင်ဒီနေ့နေ့ခွန်တပင်ကနေ3 8တပင်ကိုလေ့လာကြည့်မယ်ပါနော် နှစ်ကကျွန်တော်9ချိန်ဖြစ်ပါတယ်နှစ်9ချိန်ပေါင်းချင်း30ဖြစ်ပါတယ်ဗောနော်ဒီနှစ်နဲ့ချိန်ပေါင်း၄ကို6နဲ့ပေါင်းရင်လည်း30ရှစ်နဲ့ချိန်က16ကိုတရားနောက်က3နဲ့ပေါင်းရင်9၄3ကြိမ်ဆိုတော့ဆက်နေရမယ်ပေါ့နော်9 6ပေါင်း73ဒီနောက်ဆုံးမှာရှိတဲ့နေနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်9 3ပေါင်း30နေနဲ့နေပေါင်း၄ရတဲ့အတွက်ကြောင့်မို့ဒီလို၄5လို့တွုံးမယ်ပေါ့နော်ပြီးရင်အဲ့ဒီ5ကိုနေနဲ့ထပ်ပေါင်းတာဆိုရင်9 8 ၄98ထက်က388ဆိုတဲ့အတွက်ကြောင့်မို့ရှေ့အလဲထိုင်ဖြစ်ပါတယ်။၄98ထက်ကရှေ့အလဲထိုင်388ဖြစ်ပါတယ်ခင်ဗျာ။တပန်းဒီ388တပင်ကနေပေါ့နော်ဒီအပေါ်ကနေအတိုင်းပဲဆက်ပြီးလေ့လာကြအောင်လားခင်ဗျာ။နေ့9ချိန်ပေါင်းရှင်း30 33ပေါင်း6ရှောင်းနဲ့10ပေါင်းရှင်း14ဖြစ်ပါတယ်။၃များနဲ့2ပေါင်းရှင်း2ဖြစ်ပါတယ်။ဒေခွန်ရဒီနေ့နဲ့ပေါင်းရှင်း9ပေါ့နော်။ 6နှစ်ချိန်ပေါင်းဆနစ်ကိုဒီနှစ်နဲ့ပေါင်းတာ၄ဖြစ်ပါတယ်။ဒါဆိုရင်၄နဲ့၄ပေါင်းရှိအနည်းနဲ့ပေါင်းရင်30ဒီအလဲက6တလုံးကျန်တဲ့အတွက်6တုံညာ၃ညာကိုနှစ်ပေါင်းရှင်းနဲ့၃6တုံညာနှစ်၃ထဲက3တုံညာ6ဆိုတဲ့အတွက်ကြောင့်မို့တုံညာအလဲထိုင်ဖြစ်ပါတယ်။၃ကထိတ်စီပါနော်၉ကအပိတ်စီပြီးတော့၄လုံးထဲက၃လုံးအပြည့်ဖြစ်ပါတယ်ဒီနေ့၅ချိန်ပေါင်း၁၀ပါနော်ဒီနေ့၃ပေါင်းရှင်း၄ဖြစ်ပါတယ် ဒီရှင်းတဲ့ကြိမ်ပေါင်း16ပြီးရင်9နဲ့ကြိမ်18ကို9နဲ့ပေါင်း23ကိုတုံးပေးရမယ်6နဲ့3ပေါင်း9 9နဲ့2ပေါင်း17ကိုတည်ပေးရတာ ဖြစ်ပါတယ်4ရှောင်းပေါင်းသက်စိတ်3တည်ပေါင်းရှင်4ရာဒီအတွက်ကျွန်တော်4 5 5ကို2ပေါင်းရှင်ခွန်ရှင်းရမယ်ပေါ့နော်4 5 8အလေးထိုင်တဲ့က3 5နေဆိုတဲ့အတွက်ကြောင့်မို့9အလေထင်ဖြစ်ပါတယ်ခင်ဗျာ။ Okay ဒီနေ့အသင်ပေးပါတော့ General ဒီ ်၃၅နေတပင်ကနေ၃ခုနေတပင်ဖြစ်ပါတယ်၅၅ချိန်ပေါင်း25ပေါ့နော်ဒီ၅နဲ့ပေါင်း10 9နဲ့3ပေါင်းရှင်း7ဖြစ်ပါတယ်ခင်ဗျာဒီ2နဲ့ချိန်ပေါင်း6ကိုဒီ6နဲ့ပေါင်းရှင်း7 3နဲ့ချိန်6ကို9နဲ့ပေါင်းတာ73 6နဲ့2နဲ့ပေါင်းရှင်း6ဆိုပြီးဖြစ်မယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်အတူတူဆက်ပြီးလေ့လာကြအောင်ပေါ့နော်အဲဒီမှာဆိုရင်ပေါင်းရှင်း1 2 Oh sorry ကျွန်တော်ဒီမှာ နေနန်ရှင်းနဲ့ပေါင်းရှင်း30ရာမှာဖြစ်ပါတယ်ဗောနော်3နန်ရှောင်းနဲ့ပေါင်းရင်900ရာမှာဖြစ်ပါတယ်ခင်ဗျာဒီမှာတင်းနဲ့စုပြီးမိထားတယ်ဗောနော်3နန်6ပေါင်းတော့993ညာ3ကိုနှစ်ပေါင်းနှစ်3 93ညာနှစ်3မှာ39နှစ်ဆိုတဲ့အတွက်ကြောင့်မို့ဒီတပင်မှာလည်း3ကထိတ်9ကအလေနှစ်အပိတ်ဖြစ်ပါတယ်ဗောနော်ဒါပေမဲ့ကျွန်တော်အလေထိတ်9ဖြစ်ပါတယ် 12ကြိမ်အတွက်ဒီနေ့အတိုင်းသာဆိုရင်ပေါ့နော်95ကြိမ်ပေါင်း20နဲ့9ခွန်3ပေါင်း30ဒီ9နဲ့ဒီ9နဲ့ပေါင်းတာ14ဖြစ်ပါလေဒီ၄တကြိမ်ဖြစ်တယ်ပေါ့နော်နောက်ထပ်နေ့နဲ့ကြိမ်၄ကို9နဲ့ပေါင်းတာ73ခွန်3ပေါင်းရင်30ဒီနေ့နဲ့ထပ်ပေါင်းတာဖြစ်ပါလေလေးလေးပေါင်းရှိနေနဲ့ပေါင်းရင်30သုံးဒလုံးကြံနေအတွက်ကြောင့်မို့3ကို1တိုး4ပေါ့နော်4ကို2ပေါင်း5 oh sorry 4ကို2ပေါင်း6 6တိပေါင်း9 3460အလဲထိန်ဆိုပြီးဖြစ်ပါတယ်4598ပေါ့နော်ဒီမှာ4598မှာ3889တုံများနေ3မှာ3တုံများ9 9တုံများနေ3မှာ3တုံများ9 4598မှာ3 9နေဒီမှာ4598မှာ3 9နေ9တုံများနေ3 3 9နေ9တုံများနေ3 3 9နေဒီ72ချိန်မှာနှီးအရာ3460အလဲထိန်ဆိုပြီးရတယ်ပေါ့နော်3460အလဲထိန်ဖြစ်ပါတယ် โอเคဒါကတော့ကျွန်တော်အသုံးလိုတဲ့မိတ်ဆွေတွေအတွက်ပေါ့နော်ဒီလေထိန်လေးလုံးချိန်နေတဲ့တဲ့မိတ်ဆွေတွေအတွက်ရည်ရွယ်ပြီးတော့ပြန်လည်မြောက်ဝီရှင်းတာဖြစ်ပါတယ်ဒီ3လေးရှောက်ခွန်အလေထိန်ဒီကျွန်တော်ဒီမှာပေါ့နော်ရှေ့အပီဒီယိုမှာအလေထိန်အားနေနီးတင်ပေးထားတယ်ပေါ့နော်တင်ငါနေရှိကူတုံညာအလေထိန်ပျောက်တယ်ဆိုတဲ့အတွက်3လေးရှောက်ခွန်ပဲကြာနေဒီမှာလေ3လေးရှောက်ခွန်အလေထိန်ဆိုပြီးတော့နီးတစ်ခုရှိတယ်ပေါ့နော်ကြံနေတာက3လေးရှောက်ခွန်အလေထိန်ကြံနေတယ် နည်းအရာ3လေး6ခွန်အလေးထိန်လေးရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်ပြန်လည်းမြောက်ဝီရှင်းတာဖြစ်ပါတယ်ခင်ဗျာ။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။